2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြဝတီမြို့နဲ့လမ်းကွာဝေးတဲ့ခုနနယ်မြေတွေမှာကျွန်တော်တို့တိုင်းသာလက်နက်ကိုင်း EO ဖွဲ့ KNG NL ဖွဲ့အပြီးရင်ကျွန်တော်တို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EO ဖွဲ့တွေပြီးရင်ကျွန်တော်တို့နေ जा ဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေ ဝင်ရောက်ပြီးတော့လောက်ကင်နေတာမျိုးဖြစ်ပါတယ်။အနာသိမ့်ပြီးတဲ့နောက်စစ်တပ်စီစဉ်တဲ့ဆွေးနွေးပွဲဒီမှာပူးပေါင်းပါဝင်ခဲ့တဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGB အဖွဲ့နဲ့ခေါင်းဆောင်၄ဦးကိုအမေရိကန်ကကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးတံခတ်ပိတ်ဆို့မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့်အနာသိမ့်စစ်တပ်အပါအဝင်စစ်တပ် ਨੇ ဆွေးနွေးပွဲမှာပါဝင်နေတဲ့ 7EO Alliance တို့အနေနဲ့ ဒီ GBA အဖွဲ့ကိုလက်တွဲဖြုံမလားဆွေးနွေးပွဲစကားဝိုင်းကိုဖိတ်ခေါ်ဦးမလားဆိုတော့မေကွန်ထုတ်မှုတွေရှိလာနေတာတွေ့ရပါတယ်ကျွန်တော်ထင်တာကလူကြီးတွေကတော့ဒီ GBA နဲ့ပတ်သက်လို့ကတကယ်ကလည်းဘာသက်တော့ကျွန်တော်တို့ကနောက်ဆုံးမှာတော့ဟလာဟိုလက်ကြီးမပြိုခွဲအောင်သူတို့ရည်ကြည်နေတဲ့အတွက်ကြောင့်လူကြီးစေနာကျိုးတော့ခံစားရမှာပေါ့သူတို့ဒီအလုပ်ကိုတော့သူတို့စွန့်လို့ရမှာပေါ့နော်ဟောဘာမှမဖြစ်ပါဘူးသူကကျွန်တော်တို့ကဒီနေပေါ့ဆက်တွေ့ရမယ်လို့ကျွန်တော်တို့အဲ့လိုပဲခံမှန်းနေလေ နိုင်ငံတော်ပေါ်မှာသူ့ရဲ့ရည်တည်ချက်ကိုရှိပြီးတော့လူကြီးတွေကဒီလိုသူတို့ပေါ်မှာတော့ဘာပဲဆိုတော့လေကျွန်တော်တို့ကဟိုဟိုကျွန်တော်တို့ဒါယူဆတာပေါ့နော်ဒါကတော့ဟိုနိုင်ငံတော်တာတာပဲကျွန်တော်ကလက်တွဲလိမ့်မယ်လို့ကျွန်တော်ပြောလိမ့်မယ်အမေရိကန်ဗန်နာယီဝန်ကြီးဌာနရဲ့နိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကနိုဝင်ဘာလ12ရက်နေ့မှာ DGBA ဖွဲ့အပါအဝင် DGBA စေဦးစီးချုပ်ဘွေရိုကြီးစောစတီစေရေးချုပ်ဘုံမူကြီးစောစိန်ဝင်း စေဦးစီးရာရှိချုပ်ဘူချုပ်စောဆန်းအောင်နဲ့ဘုံမှုချုပ်ဆိုင်းကျော်လှတို့ကိုကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးတန်ခတ်အေးအေးယူခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဒီ DKBA ရဲ့ခေါင်းဆောင်တွေဟာစစ်တပ်ကလုပ်တဲ့အခမ်းအနားတွေငင်းငယ်ရေးခေါင်းစဉ်တက်ဖိုရမ်တွေကို တက်ရောက်ပြီးစစ်တပ်နဲ့လက်တွဲနေသူတွေဖြစ်ပါတယ်။ဒါအပြင် DKBA ဟာစစ်တပ်နဲ့နိုင်ငံရေးဆွေးနွေးမှုတွေလှုပ်ဆောင်နေတဲ့ Seven EU Alliance မှာအဖွဲ့ဝင်ဖြစ်ပြီးအဖွဲ့ဘက်ကလည်းလက်တွဲမဖြုတ်ကြောင်း AOD ကိုပြောပါတယ်။ ဒီ NCA လမထိုးပြီးတော့နေနေလောက်ဝမ်းတင်မှာ DKB ကတောက်လျှောက်ပါခဲ့တယ်အဆယ်နှစ်ကျော်ပြီတောက်လျှောက်ပါခဲ့တဲ့အဖွဲ့အစည်းတစ်ခုဟာနေနေလောက်ဝမ်းတင် လုပ်နေတဲ့ဟာကိုဟိုဟာပေါ့လေပြက် ပြက်အောင်တော့အလုံးမဲ့ပုံမပေါ်ပါဘူးဒါကြောင့်ကျွန်တော်တို့ကနေနေလောက်ဝမ်းတင်ပွဲတွေမှာလုပ်နေသမျှ DKB ကတော့အကျောင်းနဲ့ပါနေမှာပဲတခြားပြမှုရှိတယ်မရှိဘူးဆိုတာဒါသက်ဆိုင်ရာအဆုံးဖြတ်ပါလေသို့တော်လည်းပဲငငယ်လုပ်ငန်းတွေမှာတော့သူ့ချန်တာလို့မရဘူး ဒါတစ်ချက်နောက်တစ်ချက်ကကျွန်တော်တို့ရဆွေးနွေးပတ်ဗျဘုရားကြီးအပြည့်ဥဆောင်တဲ့ NFPNC ပါကျွန်တော်တို့ရဒိုင်ယလော့ပတ္တနာဗျအဲ့ဒီ NFPNC ဒိုင်ယလော့ပတ္တနာက DGB ကိုဒီလိုဆက်ရှင်လောက်တာနဲ့ပတ်သက်ဘာမှသဘောထားထောက်တာလည်းမရှိဘူးကန့်ကွက်တာရောထောက်ခံတာရောဘာမှမရှိတဲ့အခါကျတော့ကျွန်တော်တို့ရဆွေးနွေးဘက်ကဆွေးနွေးဖို့ဖိတ်ခေါ်နေသမျ ကျွန်တော်တို့ EA ကို SES EA ခုနှစ်ဖွဲ့ကိုသူဖိတ်ခေါ်နေပါမြ။သူ့အနေနဲ့ဘာမှအကန့်အသတ်မထားဘူးဆိုရင်တော့ DKB ကပါနေတိုင်းဆက်ပါနေပါပဲ။ DKB က2015ခုနှစ်ထဲကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA မှာလက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီးလက်ရှိအချိန်ထိစစ်တပ်နဲ့ဆွေးနွေးရေးလမ်းစဉ်ပေါ်ရပ်တည်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ရာဇဝတ်မှုတွေ၊ဖိနှိပ်မှုတွေ၊အွန်လိုင်းငွေကြေးလိမ်လည်မှုတွေနဲ့နာမည်ကြီးတဲ့ကြောက်ခတ်ကြားဖြတ်လုပ်ငန်းကိုပါဝင် ဝေါ်လီနဲ့မင်းလက်ပံတို့မှရှိတဲ့ကြားဖြတ်လုပ်ငန်းတွေဟာ DKBA ထိန်းချုပ်နယ်မြေမှာတည်ရှိနေတာဖြစ်ပါတယ်။